နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နေပြည်တော် PDF တပ်ရင်းရှေ့ရနှစ်မှာတပ်တွဲအလောင်းဖြောက်ခဲ့တဲ့ဖြစ်စဉ်ကိုစီယုံချုပ်ယုံကစုံခုံဖွဲ့ဆစ်ဆဲမှုတွေပြုလုပ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အလောင်းဖြောက်ဖြတ်ကျူးလွန်နေဆိုတဲ့တပ်ရင်းရှေ့ရနှစ်ကဒုတက်ရင်းမှုနဲ့ ဆရာကျောင်းခေါ်နိုင်လင်းအောင်နဲ့တက်ခွဲမှုဥက္ကာရုကိုယာရုဖြုတ်သိမ်းပြီးတော့ဖမ်းဆီးထားတယ်လို့အသိပေးထားပါဗျ။အမှုကိုစစ်ရုံးချုပ်စစ်ရေးဌာနကနေပြီးတော့စုံခုံဖွဲ့စစ်ဆေးဆောင်ရွက်နေပါတယ်။တိုင်းစစ်ဌာနအနေနဲ့ကတော့အမှုမှန်ပေါ်ပေါက်ရေးကိုအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာပါလို့ဗိုလ်လက်ရာကပြောပြထားပါဗျ။အမှုဖြစ်စဉ်အရာအခုနှစ်ဧပြီလအတွင်းမှာ drone တပ်ဖွဲ့ဝင်ရဲဘော်လွှမ်းမိုးကရဲမေတအုပ်အပေါ်အာမမှုကျူးလွန်နေဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့စစ်ဆေးနေတဲ့အချိန်မှာတင်ဆောင်ခဲ့တာလို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်ကိုတိုင်းရင်းရှေ့ရနဲ့ရ ဲဘော်ဟောင်းတအုပ်ဖြစ်တဲ့ရှိုင်းထက်ကတရားလိုပြုလုပ်ပြီးတော့ KND ပြည်ရဲဌာန KSP နဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနဇီးကိုတန်ကြားစာပေးပို့ခဲ့ပါတယ်။တန်ကြားစာမှာပါတဲ့အချက်အလက်တွေအရရဲဘော်လွှမ်းမိုးက drone တင်တန်းတက်နေတဲ့အချိန်မှာရဲဘော်ဂျူဂျူးကိုအရမပြုကျင့်မှုကျူးလွန်တယ်လို့စွပ်စွဲခံရလို့ drone တင်တန်းတာဝန်ကကရဲဘော်လွှမ်းမိုးကိုတိုက်ရင်ရှေ့ရနှစ်ကိုပြန်ပို့ခဲ့ပါတယ်။အဲ့ဒီနောက်ဒုတက်ရေးမှုဆရာကျောင်းခေါ်နိုင်လေးအောင်က စခန်းရဲ့၆ပေါက်မှာနှညထည့်ပြီးတော့အမှုနဲ့ပတ်သက်လို့ရိုက်နှက်စစ်ဆေးတယ်လို့သိရပါတယ်ရဲဘော်လွမ်းမိုးရေတောင်းတောက်တဲ့အချိန်မှာတက်ခွဲမှုဥက္ကကရေဘုံနဲ့စားဖြော်ပြီးတော့လဲဘေးနဲ့ကိုခြေထောက်နဲ့ဖိနှင်းပြီးစားရည်တွေလောင်းချခဲ့တယ်လို့တိုင်ကြားစာထဲမှာဖော်ပြထားပါတယ်ရဲဘော်လွမ်းမိုးဟာရတဲ့ဒဏ်ရာတွေနဲ့သုံးရမြောက်နေမှာပဲ၆ပေါက်ထဲမှာတင်သိမ်းဆုံးခဲ့ပြီးတော့အလောင်းကိုစခန်းရဲ့ပေ300အကွာမှာရဲဘော်ရှစ်ဦးကသွားရောက်မြုပ်နိုင်ခဲ့တယ်လို့သိရပါတယ်ရဲဘော်လွမ်းမိုးသိမ်းဆုံးခဲ့တာအလောင်းဖြောက်တာနဲ့ပတ်သက်ပြီးတော့တပ်တွင်းရဲဘော်တွေကိုတိုက်ရင်မုန် နဲ့ဆရာကျောင်းခေါ်နိုင်လင်းအောင်နဲ့တက်ခွဲမှုဥက္ကာတို့ကဘယ်သူမှမပြောနဲ့ဆိုချင်းချောက်ခဲ့တယ်လို့တိုင်ကြားခဲ့တဲ့ရဲဘော်ဟောင်းကအတိပေးထားပါတယ်ရဲဘော်လွှမ်းမိုးရဲ့အလောင်းကိုကင်းနီပြည်ရဲဌာနနဲ့ကြီးရွာတာဝန်ရှိသူတွေကပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကတူးဖော်ပြီးတော့တွေ့ရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတာကမ်ပလူမျိုးနဲ့စပယ်နန့်တာဒိတ်မှာအကြမ်းမဆက်ခွေးတက်ကပြည်သူ၁၁ဦးကိုဖမ်းဆီးခဲ့က